တနင်္သာရီမြို့နယ်မောတောင်ဒေသခံပြည်သူတွေကာလာရှေကြားစစ်တမ်းတင်ခံရတာကနေအ мян ဆုံးလွတ်မြောက်နိုင်ဖို့အတွက် KNU တပ်ဖွဲ့ဝင်တွေနဲ့တော်လရေးပူးပေါင်းတပ်တွေကလိုအပ်တဲ့ဆောင်ရွက်မှုတွေကိုအစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ KNU နဲ့ PDF ပူးပေါင်းထားတဲ့ Black Cobra စစ်ကြောင်းကထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်ဟာမောတောင်ဒေသကိုပြန်လည်ဆုံးမနိုင်ဖို့နဲ့စစ်အင်အားဖြည့်တင်းနိုင်ဖို့ကြိုးပမ်းနေပြီးစစ်တပ်ရဲ့ထိုးစစ်ကြောင့်ဒေသခံပြည်သူတွေကာလာရှေကြားစစ်တမ်းတင်နေတယ်လို့အဲ့ဒီစစ်ကြောင်းကဆိုပါတယ် တနင်္သာရီမြို့နယ် KNU တပ်ရင်ဆက်တဲ့စစ်အေလုံရှားရနေမြေတဲကမောတောင်နေဆက်တက်စကန်ကိုစစ်ကောင်စီတပ်ကတပ်အပြောင်းလဲပြုလုပ်ဖို့မောတောင်ထုံးခလမ်းပိုင်းကိုပြန်လည်ဆုံးမနိုင်ဖို့နဲ့မောတောင်မြို့နယ်ကပြည်သူစစ်တွေကိုလက်နက်တပ်ဆင်ပေးဖို့အတွက်စစ်ကြောင်းထိုးနေတယ်လို့ Black Cobra စစ်ကြောင်းကအတည်ပြုပါတယ်။မောတောင်ဒေသကိုဦးတည်ထိုးစစ်ဆက်လာတဲ့စစ်ကောင်စီတပ်ကို KNU နဲ့တော်လရေးပူးပေါင်းတပ်ကခုခံတိုက်ခိုက်ခဲ့ရမှာပြီးခဲ့တဲ့6လအတွင်းစစ်ကောင်စီတပ်ဘက်ကအထိအခိုက်အကြဆုံးများခဲ့တယ်လို့ ဒေတာတွင်သတင်းမြစ်တချို့ကပြောပြပါရယ်စစ်တပ်စစ်ကြောင်းကို KNU PDF ပူးပေါင်းထားတဲ့ Black Cobra စစ်ကြောင်းကဦးဆောင်ပြီးတိုက်နေတာလို့ KNU တမဟာလေသတင်းမြစ်ကအတည်ပြုပါရယ် Black Cobra စစ်ကြောင်းကို KNU တမဟာလေလောက်ခံတပ်ရင်17ရက်ဦးဆောင်မှုနဲ့2024ခုနှစ်မှာဖွဲ့စည်းခဲ့တာပါအဲ့ဒီစစ်ကြောင်းဟာတနင်္သာရီမောတောင်လမ်းတစ်လျှောက်စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုတိုက်ခိုက်ဖို့အတွက်ဖြစ်ပြီးစုဖွဲ့မှုပုံစံက KNU တမဟာ6လောက်ခံ ဘိုရာဘောဥဆောင်တဲ့ကော့ဘရာစစ်ကြောင်းပုံစံမျိုးဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့စစ်တပ်စစ်ကြောင်းဟာတနင်္သာရီမြို့နယ်တင်ခွန်းကျေးရွာနီးကနေရှစ်ဆက်မတိုးနိုင်ဘူးလို့ Black Cobra စစ်ကြောင်းကအတည်ပြုပါတယ်။ဒါပေမဲ့စစ်တပ်ကစစ်ကြောင်းထုတ်လာတာကြောင့်တနင်္သာရီမော်တော်လမ်းကြောင်းတစ်လျှောက်ကကျေးရွာတွေမှာနေထိုင်ကြတဲ့ရွာသူရွာသားတွေစစ်ဘေးရှောင်နေရတာက6လတိတိရှိလာခဲ့ပြီလို့ Black Cobra ကအတည်ပြုထားပါတယ်ရှင်။